မြန်မာတိုင်းနိုင်ငံမြို့နယ်အဆင့်နေသားကော်မတီ36ကျင်းမြောက်အစည်းအဝေးကိုမြောက်ရီမြို့အမှတ်လေးရပ်ကွက်အေဂျန့်ပြုရိတ်တာခန်းမှာဇန်နဝါရီလ12ရက်နေ့တနက်ပိုင်းကကျင်းပပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲကိုမြန်မာနိုင်ငံဘက်မှမြို့နယ်အဆင့်နေသားကော်မတီဥက္ကဋ္ဌခေါမရ330ယာယီတယင်းမှုဘုံမှုတန်ဝင်းနိုင်တဲ့အဖွဲ့ဝင်နေနဲ့ထားနိုင်ငံဘက်မှမြို့နယ်အဆင့်နေသားကော်မတီဥက္ကဋ္ဌအမတ်စလီဒေသဆိုင်ရာကုကေးတက်မှဘုံမှုကြီးကစ်တီဖုံးချင်းချိုင်းချုံတဲ့အဖွဲ့ဝင်တွေကတက်ရောက်ခဲ့ကြပြီးနေဆက်ပြဿနာတွေကိုပူးပေါင်းဆောင်ရွက်ဖြေရှင်းဖို့အဓိကဆွေးနွေးခဲ့တယ်လို့သိရပါဗျာ။ အဲ့ဒီအစည်းအဝေးမှာမြန်မာနိုင်ငံဘက်ကဆွေးနွေးရမှာပြီးခဲ့တဲ့အော်တိုဝါလာရှိရနေ့ကမြန်မာနိုင်ငံပိုင်နယ်ထဲကိုဝင်ရောက်ခဲ့တဲ့ထိုင်းတမရော်သုံးရဟတ်ရင်ပြန်တမ်းမှုမျိုးနောက်နောက်မဖြစ်ပွားစေရတဲ့အတွက်စက်မှတ်သွားဖို့လိုကြောင်းနဲ့နောက်နောက်အလားတူဖြစ်ရမျိုးမဖြစ်ပွားစေဖို့ဆွေးနွေးခဲ့ကြတယ်လို့သိရပါဗျ။ထိုင်းနိုင်ငံနေသားကော်မတီဥက္ကဋ္ဌတို့ဘက်ကဆွေးနွေးရမှာလဲနေဆက်ပြဿနာများပေါ်ပေါက်လာတဲ့ နှစ်နိုင်ငံပူးပေါင်းဖြည့်ရှင်သွားဖို့အပြင်တောင်ရင်းမြစ်အပါအဝင်သဘောဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမြစ်အတွင်းအမိုက်မစွန့်ပြေးရေးအပြင်လေရုညဉ့်ဉျံမှုမဖြစ်ပွားစေရေးအတွက်အမိုက်များမီရှို့ခြင်းရာခင်းများမီရှို့ခြင်းများမပြုလုပ်ဖို့နဲ့ငါးသိဉ္ဇာတာဆုံးရှုံးမှုမှကာကွယ်ဖို့ငါးသားပေါက်ရာသီမှာငါးပဖန်စီရေးနဲ့ နှစ်နိုင်ငံနယ်ဆက်လုံခြုံရေးအတွက်ပူးပေါင်းဆောင်ရွက်သွားဖို့လို့ကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါဗျ။ဒါအပြင်နယ်ဆက်ဒေသမှာအာဆီယံသဘာဝတည်တောင်းဖော်ဆောင်ရေးတို့ကိုလည်းဆွေးနွေးခဲ့ကြသလိုမြေရင်းနေရန်တည်ဆောက်မှုလုပ်ငန်းများနဲ့ပတ်သက်ပြီးနှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်ကြဖို့အမတ်နဲ့ချစ်ကြည်ရေးဒရာတီဆောင်မှုကြောင့်နေဆက်ကုံသွေးပုံမကောင်းမွန်လာစေတော့လေဒရာတီဆောင်မှုကြောင့်ရေချောင်းပြောင်းလဲမှုဖြစ်ပွားစေရတို့ကိုအလေးထားဆောင်ရွက်လိုကြောင်းတို့ဆွေးနွေးခဲ့ကြတယ်လို့သိရပါဗျာ။ အလာရူတောင်ရင်မြင့်အတွင်သဘာဝလျောက်ပေါက်ပွားလျက်ရှိတဲ့ငါးသိရန်ဇာတာထိန်းသိမ်းရေးအတွက်မြန်မာနိုင်ငံမြောက်ဝတီမြို့နယ်ထိုင်းနိုင်ငံနယ်စပ်တလျှောက်မှာငါးလျှော့တိုက်ခြင်း၊မိုင်းခွဲခြင်း၊စေးခတ်ခြင်းများလုံးဝမပြုလုပ်ဖို့နဲ့ငါးသားပေါက်ရာသီဖြစ်တဲ့မေ၊ဇွန်၊ဇူလိုင်လများမှာငါးဖမ်းခြင်းများမပြုလုပ်ဖို့လိုအပ်ကြောင်းတို့ကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါဗျာ။ ဒါအပြင်ထိုင်းမြန်မာနယ်စပ်မှာတစဉ်ဖြတ်ကျော်ဝင်ရောက်လာတဲ့တရားမဝင်ခိုးဝင်လာသူတွေကိုနှစ်နိုင်ငံချစ်ချည်ရင်းနှီးမှုကိုအလေးထားစစ်စစ်စက်မှတ်ပေးစီလိုကြောင်းတို့ကိုအပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့သိရပါဗျ။